မင်္ဂလာပါရှင်ဒီ channel လေးရနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖက်ဤနဲ့စကားပြောစုံဤလေးတွေကိုတင်ကြားပေးနေတာဖြစ်ပါလိမ့်ရှင်လောမယ်ဆိုရင်သင်ယူလေ့လာနိုင်ပါလိမ့်ရှင်ဒီနေ့တော့ပင်စမာတန်မြန်မာသားဖက်ဆောင်မှာပါဝင်တဲ့ညီတန်ဆွဲဆိုတဲ့သင်ငန်းသားလေးအကြောင်းကိုဆက်လက်ပြီးတော့တင်ကြားပေးသွားမှာဖြစ်ပါတယ်။မြည်တန်ဆွဲဆိုတာဘာလဲဆိုတော့မြည်တန်ဆွဲဆိုတာเนาะ စကားပြောတဲ့နေရာမှာထွက်ပေါ်လာတဲ့အတန်လေးကိုထဲ့သွင်းပြီးတော့စကားပြောတာဖြစ်ပါလေထဲ့သွင်းပြီးတော့ပြောတာဖြစ်ပါလေเนาะကဲဒါဆိုရင်မိသ ကြောင်းလေးကိုလေ့လာမယ်ဆိုရင်မိသန်ဆွဲ၃ခုကိုတို့ကလေ့လာကြည့်ရမှာဖြစ်ပါတယ်မိသန်ဆွဲအကြောင်း၃ခုပထမတစ်ခုကတော့နော်ခလေခလေနဲ့ဆက်ဆက်ပြီးတော့ နော်ပြောတယ်အတန်ပြောတယ်အတန်နော်ဘလို့ခနှင်းလေဥပမာဖြင့်နော်အုံးခနှင်းဝုံးခနှင်းနော်နော်ခနှင်းနောက်ကရှေ့ရနေဝုံးအုံးနော် ဩင္ကနဲဆိုတာဘာလဲဆိုလို့ရှိရင်ဥပမာเนาะအိမ်ခေါင်းမိုးပေါ်ကိုအတိတကူကြွေကြတယ်ဩင္ကနဲအတန်မီတယ်နောက်တစ်ခုကဝေါင္ကနဲဝေါင္ကနဲဆိုတာလည်းဒီတိုင်းပဲเนาะပင်လယ်ကမ်းဆက်ဒီပင်လယ်ရေလိုင်းတွေဟာကမ်းခြေကိုဝေါင္ကနဲလာရောက်ပြီးတော့ရိုက်ခတ်တယ်ကဲဒါဆိုရင်ဒီဥပမာလေးလောက်နေတော့သိမယ်လို့ထင်ပါတယ်နောက်တစ်ခုက နောက်တစ်ခုကိုလေ့လာမယ်ဆိုရင်ဘာလဲဆိုတော့နှစ်ကြိမ်ထပ်ပြီးတော့ပြောတယ်ညီတန်ဆွဲကဲနှစ်ကြိမ်ထပ်ပြီးတော့ပြောတယ်ဘလို့ပြောတာလဲဥပမာအနေနဲ့ကြည့်မယ်ဆိုရင်ဘာလေးတွေရှိမလဲဆိုတော့ เนาะอุบมาได้ได้โดโดเนาะนาวตะคูโจโจเจเจแกดาဆိုရင်ได้ได้ဆိုတာတော့เนาะ တိုင်းတိုင်းเนาะဒုံဒုံဆိုတာလည်းပါလဲเนาะတန်ရိုက်တဲ့အခါမှာမြည်တဲ့အတန်ဒုံဒုံချီလန်းလန်းတဲ့အခါမှာမြည်တဲ့အတန်ဒုံဒုံနောက်တစ်ခုကဂျုံဂျုံကျက်ကျက်ဂျုံဂျုံကျက်ကျက်ကတော့မြည်ရထားကြီးเนาะမြည်ရထားဝင်လာတဲ့အခါမှာသူ့ရဲ့ဆက်ကောင်းတဲ့အတန်ဟာဂျုံဂျုံကျက်ကျက်လို့မြည်တယ်ဒါလေးကတော့ဗာလဲနှစ်ချိန်ထပ်ပြီးပြောတယ်မြည်တန်ဆွဲနောက်တစ်ခုကတော့နံပါတ်3 တာဝင်းမူနဲ့ဆက်ဆက်ပြီးတော့ပြောတယ်မိလန်ဆိုတာဝင်းမူနဲ့ဆက်ဆက်ပြီးတော့ပြောတယ်မိဆန်ဆဲကဲဒါဆိုရင်ဒါလေးကိုဥပမာအနေနဲ့ကြည့်အောင်ဥပမာဘာလဲဘယ်လိုလဲဆိုတော့တာခဝေဝါဆက်ပတ်တက်ခိုးခိုး နော်နောက်တစ်ခုတန်ဝဟိုးကဲနောက်တစ်ခုတဲတိုင်းတိုင်းနော်ကဲဒါဆိုရင်ကြည့်အောင်မြင်းလဲမြင်းမြင်းလဲဟိုစီးလာတဲ့အခါမှာတခွတ်ခွတ်နဲ့အတန်မြောင်စီးလာတယ်နောက်တစ်ခုကဒဝေါငုံ လှိုင်းနေရတမုံဝုံနေနေရဒဝုံဝုံနဲ့တိုက်ခိုက်နေတယ်လှိုင်းနေရတဝုံဝုံနဲ့ရိုက်ခတ်နေတယ်ဒိုင်းတတိုင်းတိုင်းတနက်မြေတနက်အပံကိုတတိုင်းတိုင်းနဲ့ကျန်လောင်စွာကြားရရဲ့ကဲဒါလေးရတော့နော်ထပ်ပေါ်လာတဲ့အတန်တွေကိုထည့်သွင်းပြီးတော့ပြောတဲ့မြေတန်ဆွဲလင်္ကာလေးအကြောင်းကို၃ခုအကြောင်းကိုပြပြသေးသွားတာဖြစ်ပါတယ်ပင်စမာတန်းမှာ ဒီမိသားစုသုံးခုသင်ရမှာဖြစ်ပါတယ်ပထမတစ်ခုကခနဲနဲ့ဆက်ဆက်ပြီးတော့ပြောတဲ့အတန်နောက်တစ်ခုကနှစ်ကြိမ်ထပ်ပြီးပြောတဲ့အတန်နဲ့နောက်တစ်ခုကတနဲ့ဆက်ဆက်ပြီးတော့ပြောတဲ့အတန်ဆိုပြီးတော့ရင်မမိသားစုအကြောင်းသုံးခုကိုသင်ပြပေးသွားတာဖြစ်ပါတယ်နားလည်နိုင်မယ်လို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်